စိတ်ပိုင်းဆိုင်ရာပေါ့အဲ့တော့ခုနပြောဆိုမှုစိတ်ထားမှန်ဖို့လိုတယ်စိတ်ထားမှန်မှာကိုယ့်ရဲ့အရာအားလုံးကဒီနောက်ကနေလိုက်နေရဖြစ်တဲ့အတွက်ကြောင့်အဓိကစိတ်မှန်ဖို့ရည်ကြီးတယ်လူတစ်ယောက်ကိုစိတ်နဲ့လူနဲ့ရှင်နိုင်လို့ရှိရင်စိတ်ကပိုပြီးရည်ကြီးရဖြစ်တဲ့ကြောင့်စိတ်ကိုထိခိုက်တိုက်ခိုက်တဲ့ခါကြလို့ရှိရင်လူပါဘယ်ဆုံးကြောက်ရတဲ့အချိန်တွေရှိတယ်ပေါ့နော်ဆိုတော့အဓိကစိတ်ကိုတိုက်ခိုက်ကြအများပါတယ်ဒါပေမဲ့စိတ်ကိုတော့တိုက်ခိုက်လို့မရပါဘူးနော် 24မှာတော့ကျော်ရွှေချိုအနေနဲ့ပြန်ခဲ့တယ်ပြီးတော့ရွေးရွေးချယ်ချင်းခံခဲ့ရတယ်2025ဒီကတော့2024ပြီးသွားပြီဆိုတော့အခုဆိုလို့ရှိရင်ကျော်တို့ရဲ့ဘယ်လိုပြောမလဲဂျူနီယာလို့ပြောရမလားသူတို့နေရာပေးရမယ့်အချိန်တွေရောက်လာပြီပေါ့နော်အဲ့ခါကျတော့ကိုကနောက်တလန်းကိုလမ်းလို့ရမယ်နောက်တလန်းလမ်းနိုင်မယ်လမ်းနိုင်ဖို့လေလိုသေးတာပေါ့အဲ့ဆိုတော့ဒါကျော်ရဲ့နောက်ထပ်ခြေလမ်းတလန်းနေနဲ့လမ်းလိုက်တာပါ ကျော်ရွှေကြိုပြိုင်ပြီးခဲ့တဲ့ကနေပြီးတော့ဘာပြိုင်မှာမှပြိုင်ဖြစ်ဘူးဆိုတော့ကျော်ရဲ့ဒုတိယ challenge ပေါ့နော်တော်ဝင်ပြိုင်ဖြစ်လဲဆိုတော့2024လောင်းဝကြလို့ရှိရင်ကျော်ရွှေကြိုပြိုင်ခဲ့တယ်2025မှာဆိုလို့ရှိရင်ဒါတော့ကျော်ရဲ့ challenge တစ်ခုဖြစ်ဖြစ်မယ်လို့ကျော်ထင်လို့ပါကျော်ရဲ့နောက်ရနောက်ထပ်ခြေလှမ်းလေးတစ်လမ်းပေါ့နော် ဒီကတော့ခုနပြောသလိုပဲကျော်ရွှေချိုပြန်ပြီးတော့ကျော်ဂျားထဲမှာဘာမှမပြန်ဖြစ်ဘူးအခုကကျော်ရဲ့ဒုတိယခြေလမ်းအနေနဲ့ထပ်ပြီးလမ်းနဲ့ပြန်ပွဲလေးဆိုတော့ရွှေချိုတုံးကလိုပါပဲအရန်နေရင်းခုန်နေပါတယ်ရွှေချိုနောက်တစ်ခါပြန်ပြန်လိုက်ရသလိုပါပဲအဲလဲဆိုတော့အမ်သူများကြီးနဲ့မတူတဲ့ grinder တစ်ခုတီးစင်ထားတယ်အရန်ကလိုမျိုးလောလောဆယ်ဆယ်တင်မဟုတ်ပဲနဲ့ငင်ငင်လေးနဲ့ အဲ့လိုမျိုးသူတို့အဆင်ပြေမဲ့ပေါ့အဲ့လိုမျိုး client လေးပြင်ဆင်ထားပါတယ်။ညအရောက်600ကျော်ဆိုတော့လေအဲ့လိုတော်တော်တင်းဆောင်လောကထဲကလူတွေရောအဲ့လိုမျိုးအများကြီးပါပဲတင်နေတဲ့သူတွေရော model လောကထဲကသူတွေရောအများကြီးဆိုတော့တော်တော်လေးဖိုက်ရမယ်လို့ထင်ပါတယ်။ ချေချိုတွေဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်ချေချိုပြီးတော့အလုပ်လေးတူတူလုပ်ဖြစ်တယ်အဲ့ဒါပြီးတော့ပြန်မဆုံဖြစ်တော့ဘောနော်ဒီမှာမှပြန်ဆုံဖြစ်တာဆိုတော့တို့လည်းထပ်ပြီးစူးစမ်းနေရတယ်ဆိုတော့အလုပ်ပြန်တွေ့ရမှာပါခုနလိုပဲဘောနော်ကြောက်ပြောသလိုပဲချေချိုဒုတိယတစ်ခေါက်ပြန်ပြန်ရသလိုပဲဆိုတော့ခုနချေချိုပြန်ခါရခံစားချက်ကြီးရနေပါတယ်ဆိုတာဖြစ်နေဖို့ဆိုတာတော့ ပြောတတ်ဘူးဒါပေမဲ့ကိုကတော့အများကြီးတော့ပြင်ဆင်ခဲ့တာပဲကျောကတော့ဘယ်တော့မှကိုကိုကိုရော့မနေခဲ့ဘူးကိုလုံးရမယ့်အလုပ်ကိုစနေတကြလုပ်တယ်ပြီးလို့ရှိရင်ကျိုးတိတ်ပြင်ဆင်မှုတွေအများကြီးလုပ်တယ်ပေါ့နော်အဲ့ဒါတွေကပြီးတော့ကိုကတယောက်တည်းလုပ်ရတဲ့ခါကျတော့နည်းနည်းထောက်စီအောင်ပို့ပြီးတော့လုပ်ဖြစ်တာပေါ့အဲကြော့ကြော့ဆိုတော့ဖြစ်လားမဖြစ်လားဆိုတာကတော့ဒါကတော့ဘေးရလူတွေကတော့ကိုသိမှာပေါ့ကိုအားနည်းချင်းဆိုတာမျိုးဆိုတာထက်လေဒါကတော့ဘေးရလူတွေကပဲသိမှာကျော့လည်းကိုကိုကို perfect ဖြစ်တယ်လို့ကိုကိုကိုခံယူထားတဲ့လူတရားမဟုတ်ဘူး perfect ဖြစ်အောင်လေ perfect ဆိုတော့လောကပြည့်စုံနေအောင်လေကိုကလုံးနိုင်မယ်လို့ကိုကိုကိုတော့ပြောတတ်ဘူးဒ ဒါပေမဲ့အကောင်းဆုံးစ조사တယ်ဘယ်တော့မှဆိုကိုကိုကိုယုံကြည်မှုရှိတယ်ပေါ့နော်အခုနပြောသလိုပဲဒါတော့လူတိုင်းကတော့မင်းသမီးဖြစ်ချင်တယ်မင်းသမီးဖြစ်ချင်လို့လည်းဒီလောကထဲဝင်လာတယ်ရုပ်ရှင်လောကထဲမှာရုပ်ရှင်ရုပ်ရှင်နဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ချင်တယ်လူပညာလုပ်တွေလုပ်ချင်တယ်အဲ့ဒါတွေကြောက်ပေါ့နော်ဒါပေမဲ့ဒီဟာမဟုတ်ပဲနဲ့အခုဆိုလို့ရှိရင်ကျွန်တော်ဖြစ်တင်းနေတဲ့အချိန်ပေါ့ကျွန်တော်ရဲ့လူပညာဝန်ဆောင်ဖြစ်တင်းနေတဲ့အချိန်ကြလို့ရှိရင်တော့ကျွန်တော် main room မဟုတ်ဘဲနဲ့တိရစ္ဆာန် main room မဟုတ်ဘဲနဲ့တခြား room နေရာနေပြီးတော့ sporting နေရာပဲဖြစ်ဖြစ်အဲ့လိုတောက်တူနေရာနေပါဝင်ရဆိုတော့အများတစ်ခုချိန်မှာကျော်တင်ယူနေရကာလာဖြစ်တဲ့တိကျမှာကျော်ကတော့တင်ယူနေဆဲပါပဲအချိန်ကြာလို့ကျော်လုံးဝ energy ပြည့်သွားတဲ့အချိန်ကြာလို့ရှိရင်တော့ပြစ်သက်တရားပဲကျော်ဆုံးဖြတ်သွားလိမ့်မယ်လို့ကျော်ကတော့ထင်ပါတယ်ဆိုအတွေ့အကြုံကနည်းနည်းလေးအတွေ့အကြုံရှိလာတယ်ပေါ့နော်ကျော်သူငယ်ကလောကထဲဝင်လာတာကျော်နည်းနည်းရှိပြီနည်းနည်းရှိပြီဆိုတော့အဲ့ရွှေကြိုးပြိုင်ပြီးကာလာမှာကျော်တော်တော်လေး grow up ဖြစ်လာတယ်လို့ခံစားရတယ်ကိုကိုကိုလည်းပေါ့နော်ပြီးတော့အတွေ့အကြုံနဲ့လည်း ည်းဆိုင်မယ်လို့ကြောထင်ပါတယ်။ဘာလို့သူကြည့်ကြောင်းလဲဖြစ်လဲဆိုအဓိကတော့စိတ်ပိုင်းဆိုင်ရပါ။အရင်ကဆိုလို့ရှိရင်အရန်ဝမ်းနဲ့တက်တယ်အရန်စိတ်ကြစိတ်တက်ကြတက်တယ်ပေါ့နော်။အဲ့ဒါကိုခုဆိုလို့ရှိရင်တော့ပို့ပြီးတော့ strong ဖြစ်အောင်လို့ကြိုးစားနေပါတယ်။ပြီးတော့အတိုက်ခတ်တန်းနေလည်းပို့ပြီးခံနိုင်အောင်လို့တော့လုပ်ထားပါတယ်။အဲသူကတော့လှုပ်ချင်တာလှုပ်အဲလှုပ်ချင်တာလှုပ်နောက်ကလေးရှိနေမယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတော့မရှိဘူးစိတ်ချမ်းသာရင်လောက်စိတ်ချမ်းသာနေတည်ရလောက်ကြည်စိတ်ချမ်းသာတော့ဆိုရရပြန်လား အဲ့လိုပါစိတ်ချမ်းသာနေတော့ပါပဲအဲ့တော့စိတ်ချမ်းသာနေတကယ်ကျွန်တော်ရဲ့ energy ရှိနေတော့ကာလာမှာပေါ့ကျွန်တော်ငယ်လဲငယ်တည်းတကူကိုထင်နေအဲ့ energy ရှိနေတော့ကာလာတခုမှာ run လို့ရတယ်ရဲ့ကျွန်တော်ထင်ပါဘောနော်ကျတော့ကြတော့ လိုဒီတော့ကရဲဝင်လာပဲဆိုလို့ရှိရင်တိုက်ခတ်တန်တွေလည်းခံရရတယ်ပြီးတော့လူတွေရဲ့စိတ်အမျိုးမျိုးလူမျိုးမျိုးထွေထွေနဲ့အဲ့လိုကြုံတွေ့ရတဲ့ခါကြလို့ရှိရင်ကြောစိတ်က energy ရော့နေတဲ့ခါကြဒါမှကိုယ်စိတ်ထားမမှန်တဲ့ခါကြရင်နေရတာအရန်ခက်တယ်နေရတာအရန်ခက်တဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ကရုပ်ကိုထိန်းဟစေတယ်ဖြစ်တဲ့အတွက်ကြောင့်မျိုးစိတ်မှာစိတ်ကနောင်နေပြီဆိုလို့ရှိရင်ရုပ်မှာလည်းသွားပြန်နောက်တယ်အဲ့ခါကြတော့လူတွေကတိတာတယ်ပေါ့နော်အဲ့ခါကြစိတ်ကိုကြည်အောင်ထားမှလည်းရုပ်ကလည်းကြည်မှာအဲ့တော့ဒီကစိတ်ကို ိုင်အောင်ထားဖို့ပါပဲအဲ့လိုဒါတိုက်ခိုက်တာတော့ဒါနေရာတိုင်းမှာရှိမှာပဲပေါ့နော်ဒါကတော့ပြောပြောမယ်အတိုက်ခိုက်ရှိမှလည်းအောင်မြင်မှာပေါ့ ဆိုတော့သူတို့ block ပဲတိုက်ခိုက်နေပါစေကိုကတော့ strong ဖြစ်နေရမယ်သူတို့တိုက်ခိုက်တယ်ဆိုတာကလည်းကိုကိုလဲကြသွားအောင်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်လို့ကို block strong ဖြစ်လဲဆိုတဲ့ဟာပြဖို့တက်တာအခွင့်အရေးတစ်ခုပဲပေါ့ဆိုတော့ကြိုးစားနေအောင်ပါပါဟုတ်ကဲ့စိတ်ပိုင်းဆိုင်ရာပေါ့ခုနပြောဆိုစိတ်ထားမှန်ဖို့လိုတယ်စိတ်ထားမှန်မှကိုရဲ့အရာအလုံးကဒီနောက်ကနေလိုက်နေရဖြစ်တဲ့အတွက်ကြောင့်အဓိကစိတ်မှန်ဖို့ရည်ကြီးတယ်လူတစ်ယောက်ကိုစိတ်နဲ့လူနဲ့ရှင်နိုင်လို့ရှိရင်စိတ်ကဘုံကြီးရည်ကြီးရဖြစ်တဲ့ကြောင့်စိတ်ကိုထိခိုက်တိုက်ခိုက်တဲ့ခါကြလို့ရှိရင်လူပါဘယ်ဆုံးကြောက်ရတဲ့အချိန်တွေရှိတယ်ပေါ့နော်ဆိုတော့အဓိက စိတ်ကိုတိုက်ခတ်ကြအများပါတယ်ဒါပေမဲ့စိတ်ကိုတော့တိုက်ခတ်လို့မရပါဘူးလို့2014မှာတော့ကျော်ရွှေချိုအနေနဲ့ပြန်ခဲ့တယ်ပြီးတော့ရွေးရွေးချယ်ချင်းခံခဲ့ရတယ်2025ဒီကတော့2024ပြီးသွားပြီဆိုတော့အခုဆိုလို့ရှိရင်ကျော်တို့ရဲ့ပြောရမလဲဂျူနီယာလို့ပြောရမလားသူတို့နေရာပေးရမယ့်ချိန်ကြီးရောက်လာပြီပေါ့နော်အဲ့ခါကျတော့ကိုကနောက်တလန်းကိုလန်းလို့ရမယ်နောက်တလန်းလန်းနိုင်မယ်လိုက်နိုင်ဖို့လည်းလိုသေးရပေါ့အဲ့ဆိုတော့ဒါကျော်ရဲ့နောက်ထပ်ချီလန်းတလန်းနေနဲ့လန်းလိုက်တာပါသူတို့ကြောက်ဆုံးလဲဆိုတော့အကုန်လုံးကြောက်နေတယ် အကန်လည်းပါတယ်ပြီးတော့သူတို့ရဲ့ဘလိုမေးဘလို challenge တွေပြန်ရမလဲဆိုတာလက်ရှိမှာမသိသေးဘူးပေါ့နော်ဆိုတော့အကုန်လုံးတော့ကြောက်လဲကြောက်တယ်ညီလက်ခုံနေပါတယ်ဒီလိုပြောကြည့်ကြည့်အာစင်ပေါ်ရောက်လို့ရှိရင်ဘယ်သူမှမမြင်တော့ဘူးအောက်ကလူတွေလည်းမမြင်တော့ဘူးအော်စင်ပေါ်ရောက်နေတယ်ဆိုတော့ဟာပဲမြင်ရတယ်တခါကျအောက်က slime တွေပဲမြင်ရဘူးမှမမြင်ရတော့ အကျဉ်းသားဆိုတော့ voice ရကြမနေပဲထင်တယ်အများကြီးတော့မာကျင်တော့မရှိပါဘူးအကယ်လို့တစ်ခါလေးကြလို့ရှိရင်ကြောက် messenger မလာမေးရရှိတယ်ဘယ်လိုစူးစမ်းရမလဲအဲ့လိုမျိုးဆိုလို့ရှိရင်ပြန်တော့ပြောဖြစ်ပါတယ်ဒါပေမဲ့ကိုကိုတိုင်ကလည်းစူးစမ်းနေစက်ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့အញ្ញိုင်းတော့ဆရာမကြီးမလုပ်ရဲပါဘူးကျိုးရဒီနေ့ကြာနည်းနည်းလေးပို့ပြီးစီဆက်လိုက်တယ်ဆိုတော့ကျတော့ထက်ပို့ပြီးတော့ကြိုးစားရမှာပေါ့နော်ကျတော့တော့အယောက်၂၀ထောင်ရေးလိုက်တာဆိုတော့တော်တော်လေးများတယ်လို့ပြောလို့ရအရင်နှစ်တည်းကအဲ့လောက်မများဘူးဆိုတော့ဒီနေ့ကြာမှ short လိုက်တာဆိုတော့ဒီနေ့ရွှေကြို ကောင်းလေးညမလေးရောပိုပြီးကြိုးစားရမှာပေါ့နော်ကျောင်းခုလက်ရှိမှာကျောင်းလူပြင်ရလို့ဒီလက်ခွေရရဆိုရတော့အများကြီးလုံးနေပါတယ်ပြီးတော့ကျောင်းရဲ့ခြေလမ်းအသက်တွေကိုလည်းလမ်းနိုင်ဖို့အတွက်ကျောင်းစူးစားနေပါတယ်အဲကျောင်းတကယ်လည်းစူးစားပါမယ်အားလုံးလည်းကျောင်းချစ်ပေးကြပါအောင်လို့ကျောင်းရဲ့ခြေရတဲ့သူတွေအကုန်လုံးလည်းမြေတားရခံလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်